ီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့နီးပညာလောကမှာတော့လူသားတွေရဲ့အနာဂတ်အတွက်ပါအကြီးမားဆုံးသောစိတ်လှုပ်ရှားမှုတွေစိုးရိမ်မှုတွေနဲ့အတူမျော်လင့်ချက်တွေကိုတည်ဆောင်လာတဲ့ Elon Musk ရဲ့ Neuralink ဆိုတဲ့စီမံကိန်းကြီးပဲဖြစ်ပါတယ်။လူဦးနှောင်းနဲ့ကွန်ပျူတာကိုတိုက်ရိုက်ရှိစက်မယ်ဆိုတဲ့ဒီစိတ်ကူးဟာတစ်ပန်စိတ်ကူးရင်ရုပ်ရှင်တွေထက်ကအတိုင်းဖြစ်လာနိုင်တော့မှာလား။ Neuralink ဆိုတာဘာလဲ။ ရိုးရိုးရှင်းရှင်းပြောရရင် Neuralink ဟာဦးနှောက်ခြေကိုတင်းငယ်တဲ့ electro အမြင်လေးတွေထည့်သွင်းပြီးဦးနှောက်ရဲ့လှရှားမှုတွေကိုဖမ်းယူ ခွဲချမ်းစိတ်ဖြာကကွန်ပျူတာဒါမှမဟုတ်အခြားစစ်ပစ္စည်းတွေနဲ့အပြန်အလှန်ဆက်သွယ်နိုင်အောင်ပြုလုပ်မဲ့ဤပညာတစ်ခုပါဒီစီမံကိန်းကိုနာမည်ကျော်လူမှန်းရှင်ကြီး Elon Musk က2016ခုနှစ်မှာစတင်တည်ထောင်ခဲ့လာဖြစ်ပြီးသူ့ရဲ့အထက်ကရည်မှန်းချက်ကတော့အာယုံကြောဆံရယောဂဝေဒနာတွေခံစားနေရတဲ့သူတွေကိုကူညီဖို့ပါပဲဥပမာ အားဖြင့်လေဖြတ်ထားလို့ကိုလက်အင်္ကာတွေမလုရှားနိုင်တော့တဲ့သူတွေကြောရိုးထိခိုက်မိလို့အောက်ပိုင်းတည်နေတဲ့သူတွေဒါမှမဟုတ်ပါကင်ဆင်စ်လို့ဥနှောက်နဲ့ဆိုင်တဲ့ယောဂါတွေခံစားနေရတဲ့သူတွေအတွက်မျောလင့်ချက်ရောင်ကြီးတစ်တကူဖြစ်လာနိုင်ပါတယ် Neuralink ဘယ်လိုအလုပ်လုပ်တယ်လဲ နည်းနည်းတော့ရှုပ်ထွေးပါတယ် neural link ရဲ့အထူးကအပိုင်းသက်ကတော့ link လို့ခေါ်တဲ့ဒင်ကားဖြတ်အရွယ်စားလို့ရှိတဲ့ implant တေးသေးလေးပါဒီ implant မှာအလုံးသိင်းခဲ့ပြီးစမ်းချီမြန်ထက်တောင်ပုံမနူးညံ့တဲ့ electro အမြန်ထောင်ပေါင်းများစွာပါဝင်ပါတယ်ဒီအမြန်လေးလေးကိုအထူးပြုလုပ်ထားတဲ့ခွဲစိတ်ဆက်ရုပ် surgical robot ကနေတဆင်ဦးနှောက်ရဲ့သတ်မှတ်ထားတဲ့နေရာတွေမှာတိတိကျကျထည့်သွင်းပေးရပါတယ်ဒီ electro တွေကဦးနှောက်ထဲက neuron cell တွေရဲ့လက်စစ်အချက်ပြမှု electrical signals တွေကိုဖမ်းယူပြီ ီ link implant ကနေတဆင့်ကျူးမဲ့စနစ်နဲ့ကွန်ပျူတာစီကိုပို့ဆောင်ပေးပါတယ်။ကွန်ပျူတာကဒီအချက်ပြမှုတွေကို decode လုပ်ပြီးအသုံးဖို့တို့ရဲ့စိတ်ကူအမိန့်တွေကိုနားလည်ကချိတ်ဆက်ထားတဲ့စက်ပစီတွေကိုထိန်းချုပ်စေမှာဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတာကတော့ Neuralink ဟာတရားစင်တီမှာစံသက်မှုတွေအောင်မြင်စွာပြုလုပ်နိုင်ခဲ့တာပါပဲ။ Gertrude Luke ခေါ်တဲ့ဝက်ကလေးရဲ့ဦးနှောက်ခြင်းမှာ Neuralink device ထပ်ဆင်ပြီးသူ့ရဲ့ဦးနှောက်လှရှားမှုတွေကိုတိုက်ရိုက်ကြည့်ရှုနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ pager လို့ခေါ်တဲ့မြောက်တကောင်ကိုသူ့စိတ်နဲ့တင်ဖုံးဆိုတဲ့ video game ကိုကစားနိုင်အောင်လေ့ကျင့်ပေးနိုင်ခဲ့တာဟာကဘာတဝမ်းကလူတွေကိုအံ့အားသင့်စေခဲ့ပါတယ်။ပြီးတော့အရေးအကြီးဆုံးတိုးတက်မှုကတော့2024ခုနှစ်အစောပိုင်းမှာပထမဆုံးအကြိမ်လူသားတစ်ယောက်ရဲ့ဦးနှောက်ထဲကို Neuralink implant အောင်မြင်စွာထည့်သွင်းနိုင်ခဲ့တာပါပဲ။ ထလပတိလူအမိပေးထားတဲ့ဒီထုကုံရဲ့ပထမဆုံးလူနာဟာသူ့ရဲ့စိတ်နဲ့တင်ကွန်ပျူတာကော့ဆာကိုထိန်းချုပ်ပြီးချစ်ကစားနိုင်ခဲ့တယ်လို့အီလောင်မတ်ကကြေညာခဲ့ပါတယ်။ဒါဟာဆေးဘဆိုင်ရာနယ်ပယ်အသက်တကယ့်ကိုတို့ချက်တဲ့ခြေလှမ်းတရပါပဲ။ Neuralink ရဲ့အကျိုးကျေးဇူးတွေကဘာတွေဖြစ်နိုင်မလဲ။ပထမဆုံးကတော့ခုနကပြောခဲ့သလိုပဲအာယုံကြောဆိုင်ရာချိုးရွေ့မှုရှိသူတွေအတွက်ပါကိုလက်အင်ကမလို့ရှားနိုင်သူတွေစိတ်နဲ့တဲ့ဆက်လက်သူဆက်ချေသူတွေကိုထိန်းချုပ်နိုင်လာမယ် စကားမပြောနိုင်သူတွေသူတို့ရဲ့အတွေးတွေကိုစာသားအဖြစ်ပြောင်းလဲဖော်ပြနိုင်လာမယ်။မျက်စိမမြင်သူတွေအတွက်အမြင်အာရုံတစ်စိတ်တစ်ပိုင်းပြောင်းရအောင်ကူညီနိုင်မလားဆိုတာတွေအထိမျှော်လင့်ထားကြပါတယ်။ဒါတွေကစေဘဆိုင်ရာအကျိုးကျေးဇူးတွေပါ။ဒါပေမဲ့ Elon Musk ရဲ့ရေမှန်ချက်ကဒီထက်ပိုပါတယ်။သူကလူသားတွေရဲ့သိမြင်မှုစွမ်းရည် cognitive abilities တွေကိုမြင့်တင်ပြီး AI kit မှာလူသားတွေနှောက်ကြမှတ်ကြံခဲ့အောင်လှုပ်ဆောင်နိုင်ဖို့အထိမျှော်မှန်းထားတာပါ။ ်ဆိုလိုတာကတော့လူဦးနှောင်းနဲ့ AI ကိုတိုက်ရိုက်ခြေဆက်ပြီးအသိပညာတွေစွမ်းရည်တွေကိုတောင်းလို့လုပ်ယူနိုင်တဲ့အခြေအနေမျိုးအထိဖြစ်လာနိုင်တယ်လို့ဆိုလိုတာပါ။ဒါပေမဲ့ဒီလိုအလားအလာကောင်းတွေရှိသလိုစိန်ခေါ်မှုတွေ၊ကျင်းဝတ်ဆိုင်ရာစိုးရိမ်မှုတွေလည်းအများကြီးရှိနေပါသေးတယ်။ဘေးကင်းလုံခြုံမှုဦးနှောက်ထဲကိုပစ္စည်းတစ်ခုခုထည့်သွင်းရတာဖြစ်လို့ယောဂပိုးဝင်တာဦးနှောက်တတိရှိုးတွေပစ္စည်းတာမျိုးမထိအောင်အသေးအချာဂယုစိုက်ခို့လိုပါတယ် privacy နဲ့ security ကျွန်တော်တို့ရဲ့အသွေးတွေခန်းစားချက်တွေကိုတခြားသူတွေကဖောက်ထွင်းဝင်တော့ကြည့်ရှုနိုင်မလားဒါမှမဟုတ်ထိန်းချုပ်ချက်လည်းနိုင်မလားဆိုတဲ့စိုးရိမ်မှုတွေရှိပါတယ်။လက်လန့်မိမှုနဲ့တန်းတူညီမျှမှုဒီနည်းပညာကိုလူတိုင်းသုံးနိုင်ပါမလား။ငွေကြေးတက်နိုင်သူတွေကပိုမိုစွမ်းရည်မြင့်မားရဲ့စူပါဟျူးမန်တွေဖြစ်လာပြီးလူမှုအတိုင်းအဝိုင်းမှာမညီမျှမှုတွေပိုဆိုးလာစေမလား။လူသားထစ်တီမှုလူဦးနောက်ကိုဆက်နေချိဆက်လိုက်တဲ့အခါ လူသားဆိုတဲ့အတိတ်ပဲဖွင့်ဆိုချက်ကရောဘလို့ပြောင်းလဲသွားမလဲဒါတွေကတော့ neural link နဲ့ပတ်သက်ပြီးအလေးအနက်သားစဉ်းစားရမယ့်မေးခွန်းတွေပါပဲအဆုံးသတ်အနေနဲ့ပြောရရင် neural link ဟာလူသားတွေရဲ့အနာဂတ်ကိုပြောင်းလဲပစ်နိုင်လောက်ကဲအလားအလားအဖြစ်ရှိတဲ့ဤပညာတစ်ခုပါဆေးဘက်ဆိုင်ရာမှာတိုးတက်မှုတွေယူဆောင်လာနိုင်တယ်လို့လူသားတွေရဲ့စွမ်းဆောင်ရည်ကိုလည်းအသစ်တမျိုးမြင့်တင်ပေးနိုင်ပါတယ်ဒါပေမဲ့တချိန်တည်းမှာပဲကျင်ွက်ပိုင်းဆိုင်ရာလုံခြုံရေးပိုင်းဆိုင်ရာစင်ခေါ်မှုတွေကိုလည်း တတိကြီးကြီးနဲ့ကင်ရွယ်ဖြည့်ရှင်းသွားဖို့လိုအပ်မှဖြစ်ပါတယ်။အီလန်မတ်စ်ရဲ့ Neuralink ဟာစိတ်ကူးယဉ်သိပ္ပံဇလန်းဒီထဲကနိပညာတခုကိုလက်တွေ့ကဘာစီယူဆောင်လာဖို့ကြိုးစားနေတာပါ။ဒီခရီးလမ်းကရှည်လျားပြီးစင်ခေါ်မှုတွေပြည့်နှက်ညူအောင်မှဖြစ်ပေမဲ့လူသားမျိုးနွယ်ရဲ့အနာဂတ်အသွေးအရေးပါတဲ့ခြေလမ်းတစ်ရက်ဖြစ်လာမလားဆိုတာကိုတော့ကျွန်တော်တို့အားလုံးစိတ်ဝင်စားနိုင်ဆက်လက်ဆောင်ကြည့်ကြရမှာဖြစ်ပါတယ်။ အခုလို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေမှာမို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီး notify bell လေးကိုတစ်ခါတည်းတိခတ်ပေးပါအောင်ဗျအဆုံးထိကြည့်ခဲ့ပေးတဲ့အထက်ကျေးဇူးတင်ပါတယ်